မင်းင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 30ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းတောင်ကုန်မြို့နယ်အခြေစိုက်အကြမ်းမဲ့စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတရားခွန်မမရှော့တိုက်တုံးရှစ်လုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ30ရက်နေ့မနက်7:38မိနစ်ခန့်မှာအကြမ်းမဲ့စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပါခအတွင်းထဲကိုတရားခွန်မမရှော့တိုက်တုံးရှစ်လုံးနဲ့အောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပါခဟာ ပဲခူးတိုင်းနဲ့ကရင်ပြည်နယ်မြောက်ဘက်ခြမ်းဒေသများနဲ့၎င်းတို့နဲ့ထိစပ်နေတဲ့နေရာဒေသများမှာရှိတဲ့တော်လိုင်းရင်အားစုများနဲ့အပြစ်မဲ့တဲ့ပြည်သူများကိုရက်ဆက်စွာတပ်ဖြတ်နေတဲ့စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်များကိုအဓိကမိပေးကိုယ်ခဲရန်ခြေကုပ်ယူထားတဲ့အရေးပါတဲ့တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ငလျင်တန်းကြောင့်ဌာနဆိုင်ရာအဆောက်အုံများပြိုလဲပြက်စီးသွားတယ်။နေပြည်တော်စစ်ကောင်စီစစ်ရုံးချုပ်နဲ့နေပြည်တော်တိုင်းစစ်ဌာနချုပ်ရုံးတို့ကစစ်ကောင်စီအကြီးအကဲများတွားရောက်ယုံထိုင်ပြီးတော့ တနိုင်ငံလုံးတတိုင်းတပြည်လုံးကိုဒုက္ခပေးရန်အမိတ်ပေးကိုကဲနေတဲ့စစ်ဌာနချုပ်ဖြစ်ပြီး BWM နဲ့မဟာမိတ်အဖွဲ့များကအခုလိုမျိုးနှိမ့်နှင်းတိုက်ခိုက်ခဲ့ခြင်းဖြင့် BWM ရဲ့ Mission 35ကိုဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ညှိနှိုင်းနှိပ်စက်မှုများကြောင့်ပြည်သူများဟာတခြားလုံးခံစားကြုံတွေ့ခဲ့ရတဲ့မလုံခြုံမှုတွေကိုစစ်ကောင်စီအကြီးအကဲများကိုယ်တိုင်ခံစားစေရပြီးတော့ပြေးစရာမြေမရှိဖြစ်စေရန် Brave Warriors for Myanmar BWM အဖွဲ့ကတိုက်ခိုက်ခဲ့ရခြင်းဖြစ်ပြီးတော့တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့တပ်ပခအတွင်းတွေကထိခိုက်သေးဆုံးမှုအခြေအနေကိုတော့ဆက်လက်စုံစမ်းလျက်ရှိပြီးတော့ထပ်မံပြီးတော့ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်စစ်တပ်တွေဘက်ကတော့ကျွန်တော်တို့ပြစ်ပီးပြီးချင်းမှာပဲစစ်တောင်းမြစ်ကမ်းကစခန်းတွေထဲကနေလက်နက်ငယ်တွေနဲ့ပြန်ပစ်ပါတယ်နောက်တနားကျော်လောက်ကြာတော့လက်နက်ကြီးနဲ့နှစ်ချက်ပြန်ပစ်ပါတယ်ဒါပေမဲ့အခုမနက်ပိုင်းမှာရဲဘော်တွေကတော့ဘေးကင်းလုံခြုံစွာနဲ့ဌာနေစခန်းအသီးသီးကိုပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါပြီနေပြီးတော့စစ်ရုံးပြိုသွားလို့ နေပြည်တော်စီရုံးကလူတွေတက်ထဲမှာလာထိုင်နေတဲ့သတင်းရလို့ပြေးစရာမြေမရှိသေးဘူးအတွက်အခုလိုမျိုးပြစ်ခတ်ရခြင်းဖြစ်ပါတယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Force MKCDF Anti-Coup People's Liberation Force ACPLF တန်တော်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီရဲ့ယာယီအရှိမြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ထားတဲ့တန်ရမ်းမြို့မှာပောက်ကွဲမှုဖြစ်ပွားပြီးတော့လူထိခိုက်ဒဏ်ရာမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ April 30ရက်နေ့နေ့လယ်12:40မိနစ်အချိန်မှာတန်ရမ်းမြို့အမှတ်နဲ့ရက်ွက်မှာပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေရာကိုလက်နက်ကြီးကြောက်ပောက်ကွဲတယ်လို့ပြောဆိုမှုများရှိနေပြီးတော့တချို့ကတော့မိုင်းပောက်ကွဲမှုဖြစ်တယ်လို့လည်းပြောဆိုနေကြပါတယ်။ ်ပေါက်ကွဲမှုဖြစ်ပွားရာနေရာအနီးကလူနှအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရကြောင်းဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ ဖြစ်တာကလက်နက်ကြီးကြတယ်လဲပြောတယ်ဘုံပေါက်တယ်လဲပြောတယ်လူနှအုပ်ထိခိုက်ဒဏ်ရာရတယ်လို့တော့ကြားတယ်ဘာဖြစ်တာလဲတော့အတိအကျမသိရသေးဘူးအနီးနားမှာသွားကြည့်တော့မြေချင်းကြီးဖြစ်နေတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်လမ်းရှုံမြုံမှာ MNDAA ကအရှိမျောက်တိုင်းစစ်ဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာစစ်ကောင်စီကတန်ရမ်းမြုံမှာယာယီအရှိမျောက်တိုင်းစစ်ဌာနချုပ်ကို အခြေစိုက်ထားက UWSA နဲ့ SSPB တပ်ဖွဲ့ဝင်များလည်းတွာလာလှုပ်ရှားလျက်ရှိတယ်လို့ဒေသခံပြည်သူများနဲ့တော်လိုင်းရေးသတင်းမြစ်တချို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့နယ်တောင်ခမ်းကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ကိုရနဲ့တပ်စခန်းအနီးမှာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်စစ်တပ်ကလေရင်နဲ့အစိမ့်ငွေဘုံ၁၁လုံးကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ29ရက်နေ့မနက်၈နာရီကနေမွန်လွယ်3:40မိနစ်အချိန်ထိစစ်တပ်ကနောင်ချုံမြို့နယ်တောင်ခမ်းကျေးရွာမှာရှိတဲ့ကိုရနဲ့တပ်စခန်းအနီးမှာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန် လေရင်နဲ့အစိမ့်ဝေးဘုံ17လုံးကျဲချတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြံပတ်စစ်တပ်ရဲ့900ရက်တပ်စခန်းနဲ့653တပ်စခန်းကအကြံပတ်စစ်ကောင်စီတပ်သားများကလည်း120မမလက်နက်ကြီး26လုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ အချမ်းဖတ်စစ်ကောင်စီကအပြစ်ခတ်ရဆဲရေးကာလကို AP လကုံအထိထပ်မံတတန်းတိုးထားတော်လဲပလောင်ပြည်နယ်လွမြောက်ရေးတပ်ဦး PSLF TNLA အုပ်ချုပ်တဲ့မြို့နယ်များကိုစစ်အင်အားများဖြည့်တင်းခြင်းထိုးစစ်ဆင်မှုများပြုလုပ်ခြင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာများကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခြင်းများပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။ဒါ့အပြင် AP လ24ရက်နေ့ကလည်းနောင်ချိုမြို့နယ်ကိုအချမ်းဖတ်စစ်ကောင်စီတပ်ကလေကြောင်းကနေပြီးတော့အစိမ့်ငွေဘုံ၈လုံးနဲ့ဘုံ28လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ နေစေမပြတ်အစ်စ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်ဇရစ်မြောင်ကျေးရွာကိုစစ်တပ်ကမီးတင်ရှို့နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဧပြီလ30ရက်နေ့မနက်၈နာရီဝန်းကျင်အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဇေယျမြောင်ကျေးရွာကိုမိတင်ရှို့နေခြင်းဖြစ်တယ်လို့သိရပါဗျ။ကျေးရွာမှာနေထိုင်တဲ့ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေတဲ့အတွက်ပြည်သူများဖမ်းဆီးခံရခြင်းနဲ့ထိခိုက်မှုတစုံတရာတော့မရှိဘူးလို့သိရပါဗျ။စစ်တပ်ကရင်ရက်ပိုင်းတွေအတွင်းကအထိနာပြီးတဲ့နောက်အခုလိုမျိုးဇေယျမြောင်ကျေးရွာကိုမိတင်ရှို့နေခြင်းဖြစ်တယ်လို့သိရပါဗျ။28ရက်နေ့တိုက်ပွဲမှာစစ်တပ်ကအထိနာသွားလို့ဒီနေ့ဇေယျမြောင်ကျေးရွာကိုမိရှို့နေတာပါ။ဘာတိုက်ပွဲမှလည်းမရှိပါဘူး။သူတို့လူတွေအထိနာသွားတာကိုလက်တော့ပြ န်တာပြည်သူတွေကတော့ကြိုပြီးတော့တိန့်ဆောင်နေကြလို့အဖမ်းစီတော့မရှိဘူးရွာကတော့အကုန်ကုန်လောက်တယ် အဝေးကပဲကြည်နေရတာပေါ့စစ်ကြောင်းနှစ်ကြောင်းလောက်ထိုးနေတယ်လို့စစ်ပေးဆောင်ပြည်သူတို့ကရှင်းပြထားပါဗျ။အေပီလ28ရက်နေ့မနက်9နာရီခန့်မှာအင်အား80ကျော်ပါတဲ့စစ်တပ်စစ်ကြောင်းကမင်းလာမြို့နယ်တေယောကုန်းရွာဖုန်ကြီးကျောင်းကနေထွက်လာပြီးတော့ငမိုးရိပ်ရွာအတွင်းထဲကိုရောက်ရှိတဲ့အချိန်မှာတော်လိုင်းတပ်များကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာစစ်သားအလောင်း10လောင်းနဲ့လက်နက်73လက်ကိုတင်းစီရရှိခဲ့ပြီးတော့စစ်သားတအုပ်ကိုအရှင်ဖမ်းမိခဲ့တယ်လို့သိရပါဗျ။လက်တလုံးမှာမင်းလာမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာများကပြည်သူများအလုံးဟာစစ်ပေးဆောင်နေရပြီးတော့စားနေရိတ်ခါစေဝါနဲ့အမိုး ကာများလိုအပ်နေတယ်လို့သိရပါဗျ။စစ်တပ်ကစစ်ကြောင်းများခွဲပြီးတော့ဂျေးဝါများအတွင်းကိုဝင်ရောက်နေခြင်းဖြစ်ပြီးစစ်ရေးတင်းမာနေတဲ့အတွက်မိမိတို့ရဲ့နေအိမ်များကိုပြန်ရန်အခြေအနေမပေးသေးဘူးလို့စစ်ဘေးရှောင်ပြည်သူများကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်မှာစစ်ကောင်စီတပ်မှတာဝန်ချနေတဲ့စစ်မှုထမ်းတပ်သားတက်3ဦးဟာလက်နက်ခဲများနဲ့အတူအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ24ရက်နေ့ရေစကြိုမြို့ခလာရ259ခုံကစစ်မှုထမ်းတပ်သားကိုချစ်ဆန်းကိုဟာ MA1 တနက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတယ်လို့သိရပါဗျ။ April 25ရက်နေ့မှာရေစကြုံမြို့ခလာရ256တက်ကစစ်မှုထမ်းတက်သားမြင့်စိန်ဟာလည်း 5.56G အတောက်900နဲ့ပြည်သူရင်ဝင်ထမ်းကိုအလင်းဝင်ရောက်လာတယ်လို့သိရပါဗျ။အလားတူပဲ April 26ရက်နေ့ရေစကြုံမြို့ခလာရ256တက်ကစစ်မှုထမ်းတက်သားကိုစီတူကျော်ဟာလည်းလက်ပြဘုံနှလုံး 5.56G ပေါက်၃ပေါက်နဲ့ 5.56G တရ2000တောင်းလို့ ਨੇ အလင်းဝင်ရောက်လာတယ်လို့သိရပါတယ်အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားရဲဘော်3ဦးကို စုချင်းငွေ အဖြစ်လက်နက်ပါသူကိုငွေကျပ်35ဒိန်ကြည်စံများယူဆောင်လာသူစစ်မှုထမ်းတပ်သား2ဦးကိုငွေကျပ်10ဒိန်စီချင်းမြေပေးခဲ့ပြီးတော့၎င်းတို့နေထိုင်ခြင်းနဲ့ဒေသများကိုပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးရန်တွေအပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ